ကျောင်းစရာ hybrid g နဲ့ final နဲ့မတူအောင် inter ကိုလုတ်ပြသွားတဲ့ bsg မင်္ဂလာပါခင်ဗျာ soccer history ကနေကြိုဆိုပါရယ် video ကို youtube ကနေကြည့်နေအောင်ဆိုရင် vpn လေးခံပြီးကြည့်ပေးကြပါပြီးခဲ့တဲ့ champion league ပိုလူပွဲမှာ9ဂိုးပြတ်ဆိုတဲ့ဂိုးပြတ်ရလနဲ့ psg က inter milan ကိုအနိုင်ယူသွားခဲ့ပါတယ်ပွဲမစခင်တည်းကလည်း psg ပိုတာနိုင်တယ်လို့တွက်ခဲ့ပေမဲ့ဒီလောက်ထိဂိုးပြတ်သွားမယ်လို့မထင်ခဲ့ပါဘူး final က final နဲ့တော့မတူခဲ့ပါဘူး ဘာလို့ Interu PSG ကိုဒီလောက်ထိကိုပြတ်ရှုံးအောင်လဲဆိုတော့ဒီဗီဒီယိုမှာပြောပြပေးသွားပါမယ်။ဒီပွဲအကြောင်းကိုသုံးပိုင်းခွဲပြီးတင်ဆက်ပေးသွားမှာပါ။၁ပွဲအကြောင်း Analysis ကိုပြောခင်ပွဲနဲ့ပတ်သက်တဲ့အကြောင်းအရာတချို့ကိုကျွန်တော်အရင်ပြောပြပါမယ်။ဒီပွဲမှာငါးခုပြတ်နိုင်ခဲ့တယ်ဆိုတာကအံ့ဩစရာပါ။အထူးသဖြင့် Final မှာဖြစ်နေတာပါ။ PSG လိုတစ်ခါမှမရဘူးသေးတဲ့အသင်းအနေနဲ့ဆိုရင်ဒါကဂုဏ်ယူစရာမှတ်တမ်းပါ။ PSG အသင်းပိုင်ရှင်ကဒီစူပလာကိုလိုချင်လို့ငွေတွေကိုဘီလီယံနဲ့ချီပြီးသုံးခဲ့တာအားလုံးသိပြီးသားပါဒီပလာရဖို့အတွက် နေမာကိုခေါ်ခဲ့တယ်ဘာဘီကိုခေါ်ခဲ့တယ်နောက်ဆုံးနေမာဘာဘီမက်ဆီရာမို့စ်ဒိုနာရမာစားတဲ့ကျယ်တင်စုပုံစံမျိုးတော့တိစောက်ခဲ့တယ်ဒါပေမဲ့ဒီဖလားကိုမရခဲ့ပါဘူးအခုနေမာရောမက်ဆီရောနောက်ဆုံးဘာဘီကိုလက်လွတ်လိုက်တဲ့အချိန်ကြတော့မှဒီဖလားကိုစုကူးနိုင်ခဲ့တာပါအခုလက်ရှိ PSG squad ကတောင်းတင်းနေဆိုပေမဲ့ထင်းနဲ့လင်းနဲ့ဖြစ်နေတဲ့ကြဲပွင့်ကစားသမားမျိုးမပါပါဘူး။ဒမ်ဘီလီဆိုတာကဒီနေ့မှနီးပြအန်ရစ်ရဲ့အယောင်တင်လိုက်လို့ပိုတောက်ပါလာတာပါ။ အရင်ကနာမည်ရှိတဲ့ကစားသမားပြီမဲ့စေးဟုံအုပ်ကြီးဖြစ်နေကြတာကြပါပြီဒီလိုကျဲဝင်းကစားသမားတွေမရှိတော့မှဒီစူပလောက်ကိုစုကူးနိုင်လိုက်တာက PSG အတွက်ပိုးထူးကြပါတယ်ဒါကသူတို့နှစ်ပေါင်းများစွာစောင့်မျှော်လာခဲ့ရတဲ့အိမ်မကြီးတကူပါဒီဘွဲကကိုးပြတ်နိုင်ခဲ့ပြီမဲ့ကိုးအပြတ်ဆုံး final ပွဲတော့မဟုတ်ပါဘူးအတိတ်မှာ Real Madrid က Frankfurt ကို9-3နဲ့အနိုင်ယူခဲ့ဘူးတာတွေလည်းရှိပါတယ်နေ့ analysis ဒီဘက်မှာ PSG နေပြ Andres က4-3-3နဲ့ပွဲထွက်လာခဲ့ပြီးတိုက်ဆက်၃ရောင်ကို Dore, Dembele နဲ့ Gabras, Calliaro နဲ့ပွဲထွက်လာခဲ့ပါတယ်။ Queen's Park မှာတော့ Vitinha ကိုကစားစေခဲ့ပါတယ်။ Inter Milan နေပြ Inzaghi ကတော့သူ့ရဲ့ကစားပွဲအတိုင်း3-5နဲ့ပွဲထွက်လာခဲ့ပါတယ်။တချို့ကဒီဘက်ကို Inter ကိုခံဆက်၃ရောင်ကစားလို့ရှုံးတယ်လို့ထင်ကြပေမဲ့တကယ်တမ်းတော့9ရောင်ကစားနေရတဲ့အခြေအနေကပိုများပါတယ်။ဒီဘက်မှာ Inter နဲ့ PSG ရဲ့အဓိကကွာခြားချက်ကအသက်ပါ။အသက်ပိုင်းခြားရလူငယ်တွေများတဲ့ PSG ကိုအသက်ကြီးပိုင်းကစားသမားများတဲ့ အင်တာတို့ဘလို့မှရှင်မကစားနိုင်ခဲ့ပါဘူး PSG ကအသက်ကြီးဝိုင်းလို့အထအလေးတဲ့အင်တာမီလန်ကို high press နဲ့ quick counter quick transition တွေနဲ့ကစားသွားတာပါနောက်ပြီးအင်တာလုံးမဲ့အကွက်ကို PSG ကဂျူတိနေခဲ့တာပါဘလို့ဂျူတိနေလဲဆိုတော့ကိုကျွန်တော်ရှင်းပြပါမယ်အင်တာရဲ့ pivot ကနောက်တန်းကနေစတာများပါတယ်ဒီမှာဆိုရင် Barcelona နဲ့ပွဲမှာ Bastoni ဘောလုံးလက်ခံတဲ့အချိန် Ramel ပြေးလိုက်သွားတယ်။အဲ့ဒီအချိန်ဒီမာကိုကတောင်ပံကနေပြန်ဆင်းလာပြီးဘောလုံးဆင်တောင်းတယ်။အဲ့ဒီမှာ ဘက်စတိုနီကစပေတဲ့ကိုပြန်ပြေးဝင်ပြီးပေါ်လုံးတောင်းတယ်ဒီလိုနဲ့တောင်းမှန်ကစားသမားရာမင်နဲ့အဲ့ဒီနောက်ကဂါစီယာတို့ကိုဒီဘက်ကိုကျွန်လာအောင်ခေါ်ကစားတယ်ဒီမှာ PSG နဲ့ပွဲဒီပွဲမှာဒီမှာပုံစံတူအခြေအနေတစ်ဖက်ရှေ့တန်းကစားသမားတွေကိုခေါ်ကစားဖို့ကြိုးစားတယ်။ဒါပေမဲ့မတူလာကဒမ်ဘီလီကဒီလိုဆက်တိုက်ကို press လုပ်တာနောက်ပြီးဒိုရီကလည်းဆက်တိုက် press ပေးတယ်။အဲ့ဒီမှာဘန်စတိုနီက ဒီမာကိုဘောလုံးပေးပြီးစပေတဲ့ကိုပြန်ပြေးတဲ့အချိန်ဘာစီလိုနာနဲ့ပွဲကလိုမလွတ်တော့ဘူးဒိုရီကနောက်ကိုပြန်လှည့်ပြီးချက်ချင်းလိုက်ပရက်စ်ပေးတယ်ဒီမှာအင်တာရိုဘောလုံးစုံသွားတယ်။ဒါကဘာစီလိုနာနဲ့မတူတဲ့အခြေအနေပဲ။ဒါကဘာစီလိုနာရဲ့အဖြစ်ကိုအန်ရစ်ကအင်စာလှုပ်ထားပုံရတယ်။ Hybrids ကိုဇတိုက်ပေးပြီးအင်တာကိုခက်ခဲအောင်လှုပ်သွားခဲ့တယ်။ဒါက PSG ရဲ့ Hybrids ကိုမြန်အောင်ဥမာပြလာပါ။ပွဲထဲမှာ PSG ဘယ်လိုကစားခဲ့လဲဆိုတာကို session ပြပါမယ်။ ဒီမှာအင်တာရဲ့နောက်တန်း၅ယောက်ဖြစ်နေတဲ့အခြေအနေပါအင်တာရဲ့ကစားပုံတိုင်းဒီနောက်တန်း၂ယောက်ကစိုက်အထိလိုက်ကစားပါတယ်ဒီမှာဆိုရင်အင်တာက၃၃လေးပုံစံဖြစ်သွားပါပြီဒီတော့ PSG ရဲ့နောက်တန်း၄ယောက်နဲ့4-4အခြေအနေပါဒါကရှေ့ပွဲတွေကအင်တာကအဖက်နောက်တန်း၄ယောက်ကို4-4ပုံစံနဲ့ဖိအားပေးတိုက်စစ်ဆင်လေးရှိတဲ့ပုံစံတိုင်းပါပဲအဲ့ဒီအခြေအနေမှာ Goldman Donnarumma က တောင်မကလွတ်နေတဲ့ဒိုးတွေကိုတိုက်ရိုက်ပေးပို့ပါတယ်ဒါပေမဲ့ဒီလိုပေးရင်လည်းအင်တာမှာအဖြေရှိပါတယ်ဘက်စတိုနီကဒိုးတွေကိုတတ်ထောက်မှာပါဒါမျိုးဘာစီလိုနာနဲ့လုပ်ခုပါတယ်ရာမဲကိုဒီလိုပေးဖို့ကြိုးစားခဲ့ပေမဲ့ဘက်စတိုနီကဒီလိုပဲတတ်ထောက်ခဲ့တာပါဒီမှာဆိုရင်ဒါကိုမြင်ရမှာပါဒီမှာဘက်စတိုနီကဒိုရီကိုတက်ထောက်လိုက်တာကိုတွေ့ရမှာပါဒီအတွက် PSG မှာဖြည့်ရှိပြီးသားပါဒါကတော့ position rotation နဲ့ isolation ပါပဲ ဒါက PSC ကဒီဘက်မှာတမင်ထကစားတာမျိုးမဟုတ်ပဲအရင်တည်းက PSC ကွက်ပါပဲဒါကိုမပြောခင်ပထမကိုမှာဟာကီမီကအတွင်ပြီးဖန်နီးခဲ့တဲ့သူကဘယ်ချမ်းကနေဖြတ်တင်ပေးလိုက်တဲ့သူကဒိုရီဖြစ်နေပါတယ်ဒါကဘလို့ဖြစ်နိုင်ပါလဲဒိုရီနဲ့ဟာကီမီကညာချမ်းတစ်ခုထဲမှာကစားနေတဲ့ကစားသမားတွေပါဒါကိုဟာကီမီသွင်းတဲ့အချိန်ဒိုရီကဘာကြောင့်ဘယ်ချမ်းမှာရှိနေရလဲတကယ်တမ်းဆိုဖန်နီးသူကကာဗရက်စကယ်လီယာဖြစ်ဖြစ်ဘယ်ချမ်းကကစားသမားတယောက်ဖြစ်ဖြစ်ဖြစ်နေရမှာပါ ဒါကိုဘာကြောင့်လဲဆိုတော့ကိုကျွန်တော်ရှင်းပြပါမယ်။အရင်ဆုံးအင်တာနောက်တန်းကိုခွဲထုတ်ပုံကိုအရင်ပြောပါမယ်။ဒီမှာဆိုရင် PSC ကစားကောက်က433မှာဒီမှာခန်းစစ်အစွန်ကဟာကီမီကရှေ့ကိုဒီလိုတက်သွားပြီးခန်းစစ်က3ရောက်ပဲကြံပါတယ်။အဲ့ဒီအချိန်မှာ CB ဖြစ်တဲ့မိုင်ဟိုကခန်းစစ်အစွန်လူအဖြစ်ပြောင်းကစားပါတယ်။ဒါကပထမတစ်ချက်ပါ။နောက်တစ်ချက်အနေနဲ့မန်တက်ကပါဟက်စပေးကနေရှေ့ကိုတောက်လျှောက်တက်သွားပါတယ်။အဲ့ဒီအချိန်မန်တက်နေရာကိုဗီတန်ဟာက drop deep လုပ်ပြီးဝင်ကစားပေးပါတယ်။ဒီမှာဆိုရင်ဒါကိုမြင်ရပါမယ်။ ဒါက PSG ပွဲတိုင်းကစားနေကြအခြေခံအချက်နှစ်ချက်ပါအဲ့ဒီအချိန် Kavras Galia က white ကိုထွက်ပြီး isolation လုပ်ကစားပါတယ်ပြီးတော့ဒီကစားသမားကို drop tee လုပ်ပြီးကစားခဲ့ပါတယ်အလွယ်ပြောရင်ဘောလုံးဆင်းတောင်းတာပါဒါကိုဒီကစားသမားလိုက်လာတဲ့အချိန်ဒီမှာ space ဖြစ်သွားပါပြီဒီလိုလွတ်သွားတဲ့ space တွေကို PSG ကစားသမားတွေကမျက်နှုံးမြင်ပြပြီးနေရာယူပါတယ်ဒီမှာဆိုရင်ဒါကိုမြင်ရပါမယ်ဒီလိုနည်းနဲ့ inner နောက်တန်းကိုခွဲထုတ်ခဲ့တာပါနောက်တစ်ခုက rotation ကစားတာပါဒီမှာဆိုရင် PSG ကစားသမားတွေရဲ့အဲ့ဒီပွဲက rotation ကစားပုံမှာ ဒီမှာဆိုရင်နေရာလွတ်မရမချင်း rotation ကစားတဲ့ပုံစံမှာအဲ့ rotation ကအလုံးမဖြစ်တဲ့နောက် PSG က position switch ပို့လုပ်ခဲ့ပါတယ်။အဲ့ဒီနောက် Dore နဲ့ Navas ကအလဲထိရောက်လာပြီး Dembele က half space ထိဆင်းသွားပါတယ်။ဒီမှာဆိုရင် Dembele ကအနောက်ထိရောက်နေတာကိုကျွန်တော်တွေ့ရပါတယ်။အဲ့ဒီနောက်ကွင်းလယ်မှာဘောက်ရှိတ်တစ်ခုဖန်နေပြီးတလဲစီနေရာပြောင်းမိကစားတာပါဒီဘောက်ရှိတ်ကအလုတ်ဖြစ်သွားပြီးနေရာလွတ်တွေ့ရလာပါတယ်ဒီဘောက်ရှိတ် rotation မှာပေါဝင်ခဲ့တဲ့ဒူတွေကဒါကြောင့်မဲ့သူကိုဖန်နေခဲ့တဲ့အချိန် ဘဲချန်းကဒီနေရာကိုရောက်နေတာပါဒီမှာဆိုရင် PSC ပထမကိုရတဲ့အချိန်မှာအောက်စတဲမှာရှိတဲ့ကစားသမားတွေက RW LW RB နဲ့တိုက်စစ်ကစားသမားတယောက်ကိုတွေ့ရပါတယ်သွင်းသွားတာကနောက်တန်းကစားသမားပါဒီလောက်ဆိုရင် PSG ကစားသမားတွေရဲ့ hybrid နဲ့ position switch နောက်ပြီး isolation ဓာရီကိုဘလို့ကစားခဲ့တယ်လေဆိုတာဘလောက်ကြိုးစားခဲ့တယ်လေဆိုတာသဘောပေါက်လာမှာပါဒီလိုနဲ့ပထမကိုပေးလိုက်ရပြီးရဲ့နောက် inner ကပိုဖိကစားခဲ့လို့ counter ပေါက်သွားပါတယ် ဒီမှာဆိုရင်ညာချမ်းတစ်ချမ်းလုံးလွတ်နေတာပါအဲ့ဒီလွတ်နေတဲ့စပေတဲကကစားသမားဖြစ်တဲ့ဒိုရီရဲ့ကန်ကြကနောက်တန်းနဲ့ TV ဝင်သွားခဲ့ပါတယ်လက်ဂျန်မင်းနဲ့မှာအင်တာက PSG ရဲ့ Hybrids နဲ့ position switch ကြမှာကာကွယ်နေရင်းအချိန်ကုန်သွားပါတယ်ပထမပိုင်းပြီးတော့ဒုတိယပိုင်းမှာ PSG က ပွဲစားပိုင်းရလက်နေနဲ့ထိနေလို့ပထမပိုင်းကလောက်ဖီယာပေတိုက်စစ်စင်တာမျိုးမလုပ်တော့ပဲရမန်ရန်ကကောင်တာလောက်ပဲကစားတော့တာပါဒါပေမဲ့62မိနစ်မှာရလာတဲ့ကောင်တာကနေဗီဒင်ဟာပေးလိုက်တဲ့ဘောလုံးကိုဒိုရီကပဲသွင်းယူသွားခဲ့ပါတယ်82မိနစ်မှာလည်းကောင်တာကနေပဲကာဗရက်စကယ်လီယာပြေးထွက်သွားပြီး၄ဂိုးမြောက်ကိုသွင်းခဲ့ပါတယ်58မိနစ်မှာ၅ဂိုးမြောက်ကိုသွင်းသွားခဲ့ပြီးဂိုးပြတ်နိုင်ပွဲကိုဖော်ဆောင်နိုင်ခဲ့ပါတယ် 3ချီးကျူးရမယ်သူဒီပွဲမှာအရင်ဆုံး Man of the Match ရသွားတဲ့ဒိုရီကိုချီးကျူးကြပါတယ်နှစ်ကိုးသင်းတကိုးဖန်တီးခဲ့ပြီးဒိုရီကချန်ပီယံဘောလူပွဲတမိုင်းမှာ twin goal ရောဂိုးဖန်တီးမှုပြုလုပ်နိုင်ခဲ့တဲ့အသက်ငယ်ဆုံးကစားသမားအဖြစ်မှတ်တမ်းဝင်သွားခဲ့သလိုခရစ်စတီယာနိုရော်နယ်ဒိုရဲ့2014ခုနှစ်ကတင်ရှိခဲ့တဲ့ချန်ပီယံလိဂ်ဖိုင်နယ်ပွဲစဉ်နောက်ပိုင်းချန်ပီယံလိဂ်ဘောလူပွဲမှာ twin goal ရောဂိုးဖန်တီးမှုမှာပြုလုပ်နိုင်တဲ့ပထမဆုံးကစားသမားအဖြစ်လည်းမှတ်တမ်းဝင်သွားခဲ့ပါတယ်နောက်ပြီးဒိုရီကချန်ပီယံလိဂ်ဖိုင်နယ်မှာကိုသွင်းယူနိုင်တဲ့စတိုရာမြောက်အသက်အငယ်ဆုံးကစားသမားလည်းဖြစ်ပါတယ်။သူ့ရဲ့အထက်မှာ Patrick Clivers က17နှစ်10လ23ရက်နဲ့အငယ်ဆုံး UCL Final ကိုသွင်းသူဖြစ်ပြီး မာယူလုက16နဲ့14ရက်ကာလို့စ်အေဘတ်တို့က16နဲ့5လ15ရက်တို့ပဲဖြစ်ပါတယ်အခုဒူရီက16နဲ့17လ28ရက်ပါအသက်16နှစ်သာရှိသေးတဲ့ဒူရီကချန်ပီယံလိဘိုလူပွဲတမိုင်းမှာအသက်ငယ်ဆုံးမန်နော့ဒါမတ်ဆူရှင်လည်းဖြစ်ခဲ့တယ်လို့ချန်ပီယံလိဘိုလူပွဲတမိုင်းမှာသင်ကိုပါဝင်ပသက်မှု3ငွေပြုလုပ်နိုင်ခဲ့တဲ့ပထမဆုံးကစားသမားဖြစ်လဲမှတ်တမ်းဝင်သွားခဲ့ပါတယ်နောက်ပြီးဒမ်မလီကနောက်ထပ်ဆင်းပြီးရရှေ့မာရောနေရာဆုံးမှာ high press ကစားခဲ့တာပါဒမ်မီလီကိုလည်းချီးကျူးရမှာပါနောက်ပြီးနီးပြ Enris ကိုလည်းချီးကျူးကြပါတယ်ဒီပွဲကိုဘျူဟာ က်ဆက်ကစားနိုင်ခဲ့ပြီးလူစားလဲလဲမှန်ကန်ခဲ့ပါတယ်အင်တာမီလန်အတွက်ဖိုင်နယ်ရောက်ခါမှာအရှက်ရစရာဖြစ်ရတဲ့အရှုံးပေးခဲ့ရပါမယ် PSG တော်တော်နှစ်ပေါင်းများစွာမှတ်ခဲ့တဲ့အိမ်မက်ကတကယ်ဖြစ်လာခဲ့ပါပြီအခုဆိုမရဘူးတဲ့အသင်းတွေက Man City ရော PSG ရောတစ်ခါစီရသွားခဲ့ပါပြီဒီနေ့ video လေးကတော့ဒီလောက်ပါပဲ video လေးတင်ဆက်ပေးပြီးဆိုတော့အခုကျွန်တော်လည်းပါနောက်ထပ်လည်း video တွေ technical analyze video ကိုတင်ဆက်ပေးတော့မှာဖြစ်လို့ page ကို like and share ခဲ့ပြီးကျွန်တော်ရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ခဲ့ပြီးကြပါအောင်ခင်ဗျာကောင်းပါမှာ YouTube link လေးချပေးထားပါတယ်အားလုံးကိုကျေးဇူးတင်ရှိပါတယ်ခင်ဗျာ